ပြည့်တစားလုပ်ငန်းဖြင့်အတံမွေးနေတဲ့ပြည့်တစားမရဲ့ဝန်ထဲမှာသွားပြီးတော့ဝင်စားတယ်။ကံကပို့ပြီ။ဘသူကပို့လဲ။အေးကံကပို့ပြီပရိသတ်တည်းရဲ့အထက်တန်းလောက်မှာမဖြစ်ဘူးသွားပြီးအောက်တန်းစားမှာ။ဘာဖြစ်လို့လဲပြောတဲ့စကားကအောက်တန်းစားတွေပြောတဲ့စကားပြောတဲ့စကားကဘသူ။ အေးဘော အောက်တန်းစားတွေပြောတဲ့စကားပြောတော့အောက်တန်းစားပို့တော့တာပေါ်ပြေးတိုင်အဲ့ဒါနဲ့ပြေဒသမဝဲနဲ့သွားဝင်စားပြီးတော့အဲ့ဒီပြေဒသမကကိုလားလဲဆယ်လားဖွားတဲ့အခါကျတော့ဟဲ့ပါလေးတော့ယောက်ျားလေးဟာယောက်ျားလေးဆိုရင်ငါတို့နဲ့တူတူထားလို့မဖြစ်ဘူးအဲ့ဒါဘာမှလည်းအဖော်ရမှာမဟုတ်ဘူးအဲ့တော့ဘာလုပ်လဲဟဲ့ဒီကလေးသုတ်တန်မှာသွားပြေးလိုက်ကြတဲ့ဘမသွားပြေး သုဒ္ဓမာသွားပြီးတော့ပြိတ္တမာကပြစ်ခိုင်းတယ်တဲ့အဲ့ဒါဘေးတိုင်ကိုဝစီကံကိုထံပြန်ပါတယ်လေဒါကြောင့်ဆိုကြည်သားမှာကိုဝစီကံကိုထံပြန်ပဲ့တင်တန်းနဲ့တထထဲကိုဝစီကံကိုထံပြန် ပဲတင်တန်းနဲ့တထထဲအေးပိသတဲ့ပဲတင်တန်းထွက်တဲ့လှိုင်ကောင်းကြီးထဲမှာတောင်ကောင်းကြီးထဲမှာသွားပြီးတော့អော်လိုက်ပါဟေးလို့អော်ရင်ဟေးလို့ပဲလှိုင်ကောင်းကြီးထဲကအတန်ထွက်လာမယ်အဖေးလို့អော်လိုက်ရင်လည်းပဲလှိုင်ကောင်းကြီးထဲကအတန်ကအဖေးလို့ပဲပဲတင်တန်းပြန်ထွက်မယ်ထိုနင်းသူစွာပဲဒီအလုံးတွေကို လုံးမဲ့အစဓာတ်တွေပြင်းစင်းနေမဲ့အစဒီဆုံးနေကတ်နေမဲ့အစား အမိုက်ပုံမှာသွားပြလိုက်တာမှမြတ်သေးတယ်လို့အဲ့ဒီလို ပြောခဲ့တဲ့ကုမာရသတို့သားဟာပြည့်တစားမကဘယ်မှာသွားပြတယ်လဲတုတ်တန်ဝါကအမိုက်ပုံမှာသွားပြီးတော့ပြခိုင်းတယ်တဲ့အဲ့ဒီတော့အမိုက်ပုံမှာသွားပြီးတော့ပြခိုင်းတော့အဲ့ဒီကလေးမွေးကသာနေတာရဲလေးပြေးတိုင်းတညာလုံးနဲ့ကြည့်ရတဲ့ပုံစံကညနေစောင်းမွေးပုံရတယ်ဒီကလေးမွေးပြီးတော့ဒီကလေးသွားပြတာတညာလုံး မနေ့မိုးတောင်အလင်းရောက်တဲ့အခါမှာဘုရားရှင်ကိုတော်မြတ်ကတပ်ပိညုတရွှေညာတော်ကိုရေကိုဖြန့်ကျဲပြီးတော့လောကအလုံးကိုဆင်ញင်ပြီးတော့ကြည်လိုက်တာဘေသတ္တဝဝိနေယဒီနေ့ငါဘုရားကယ်မရမလဲဘေသတ္တဝဝိနေယအကြောင်းပြုပြီးတော့ဘယ်သူတွေကြွတန်းဝင်ကြမလဲလို့ဘုရားမြတ်စွာအာယုံတက်တဲ့အချိန်မှာဇေတွန်ရွှေเจ้าတော် ခန္ဓာကိုယ်တိုက်တော်ကနေပြီးတော့လောကရွှေညာတော်ကိုရဲ့ဖြန့်ကျင်ပြီးတော့ကြည်တော်မူလိုက်တဲ့အခါမှာဘေးသတ္တရဲ့အဲ့ဒီနိတာရဲရဲခလေးလေးဘုရားမြတ်စွာရဲ့ရွှေညာတော်ကိုရဲ့ထဲပေါ်လာတော့မြတ်စွာဘုရားကအလိုပဲနဲ့လာသားမရှိရက်သားရှိသေးတဲ့ခလေး나ယီပိုင်းရှိသေးတဲ့ခလေးဘယ်လိုဖြစ်လို့ရွှေညာတော်ကိုရဲ့ထဲပေါ်လာတာလဲဒီခလေးဘာတွေလောက်ခဲ့တယ်လဲနဲ့ဘုရားမြတ်စွာရှင်ရင်ပြီးတော့ကြည်လိုက်တဲ့အခါမှာကံနှမျိုးတဲ့ ကံမနဲ့မျိုးလဲအဖြူအမဲရောတဲ့ကံဘာကံလဲပြောအဖြူကကုသိုလ်အမဲကအကုသိုလ်ကုသိုလ်နဲ့အကုသိုလ်ရောပြီးတော့လှုပ်လာတာကုသိုလ်ကဘာတုံးဆိုရင်မြတ်စွာဘုရားနဲ့တန်ဃာတော်တွေကို ပြင်မာခဲ့တဲ့အကုသိုလ်ကံကိုတောင်းမှကတော့ဝင်ချပြီးတော့ခொနရဲ့တိုင်းတိုင်းဒီအကုစွာကတ်ခဲတဲ့ကုသိုလ်ကောင်းမှုရှိတယ် ဟဲ့သေပြီလားဆိုဆိုတော့ကလေးမသေးသေးဘူးတဲ့ကြည်လိုက်တော့ဘယ်သေးမှလဲဘယေတတေအဲ့ဒီမှာတုတ်တန်မှာစောင့်နေတဲ့တုတ်တန်စောင့်နှတ်တွေကဒီကလေးကို ခွေးလာမချီအောင် လူများတမနေမိအောင်လို့ဆိုပြီးတော့ဘေးကနေပြီးတော့တုတ်တန်စောင့်နှတ်တွေကစောက်ရှောက်ပေးနေကြတယ်တဲ့အဲ့ဒါနဲ့ဒီကလေးမသေးဘူးဆိုတာဘုရားမြတ်စွာမြင်တော်မူတဲ့အခါကျတော့မှဗုဒ္ဓဆက်ကုသဗ္ဗညုဝင် လောကကိုကြည့်လို့ဒီကလေးမသေးသေးတာမြင်တော့မှဘုရားကမနဲ့စောစောအယုံကျင်းလို့လင်းကောင်းငင်ကနေမင်းကြီးထွက်လာတော့ကိုတော်တိုင်းတပိတ်သင်ကပြင်ဝဲလို့တပိတ်တော်ပိုက်လို့တပားတဲ့တဲ့ဘုရင်သားကြီးတခါတည်းဇေတုံကနေပြီးတော့သုတ်တန်းကိုကြွတော်မူတယ်ခါတိုင်းဆိုရင်မြတ်စွာဘုရားဆွမ်းခံကြွတဲ့ခါမှာညီတော်အာနန္ဒာပဲဖြစ်ဖြစ်နောက်ကသံဃာ14ငါးပါးအပါ20ပါး300 400 500ဂျီလိုကြွတာ ဒီနေ့မှာတန်ကားတွေမပါဘဲနဲ့မြတ်စွာဘုရားတပါးတည်းဆွမ်းခံကြွချီတော်မူလာတော့မြို့သူမြို့သားတွေကဒီနေ့ထူးဆန်းတယ်ဒီနေ့ထူးဆန်းတယ်မြတ်စွာဘုရားတပါးတည်းကြွတယ်ဘယ်လဲမသိဘူးဟေ့လိုက်ကြည့်ကြစို့လိုက်ကြည့်ကြစို့လိုက်ကြည့်ကြစို့ဆိုတော့ဘုရားပဲသွားတယ်တုတ်တံပဲသွားတာဟာမြတ်စွာဘုရားဆွမ်းခံကြွတာမဟုတ်ဘူးဟေ့တုတ်တံပဲသွားတယ်ဟေ့တုတ်တံမှာဘာအကြောင်းထူးရှိလဲမသိဘူးဆိုပြီးတော့ အဲ့ဒါနောက်ကနေပြီးတော့ဘိယတိုင်သူပြောငါပြောနဲ့လူအုပ်ကြီးဆိုတာတဝတိမျိုးတစ်မျိုးလုံးမှရှိတဲ့လူတွေဟာသௌဒံဘက်ကအပြေးလွှားနဲ့ရောက်လာကြပြီးတော့အကြောင်းထူတော်ရှိပြီမြတ်စွာဘုရားကြွတော်မူလာတာအကြောင်းထူမရှိဘဲနဲ့မကြွဘူးအကြောင်းထူရှိလို့ကြွတော်မူလာတာအဲ့တော့ဗာမယားပါလေဆိုပြီးတော့လူတို့ပရိသတ်တဖြည်းဖြည်းနဲ့တစင်စကားတစင်နာဖြင့်ကြားပြီးတော့ရောက်လာတဲ့အခါမှာပရိသတ်လည်းစုံလဲစုံတော့ ဖရာရှင်ကိုရောင်မြတ်ကဒကာဒကမတို့ဒီကလေးကိုမထေမဲ့မြင်မပြုတ်ရတဲ့ဒီကလေးကိုအထင်မသေးနဲ့ဒီကလေးကယခုခါမှာသုတ်တံမှာပြစ်ထားပြီးတော့အာကိုရမဲ့နေတော်လဲပဲအာကိုရမဲ့နေတော်လဲပဲနောက်တစ်ချိန်ကြရဲ့ဒီကလေးလေးရဲ့အကြောင်းကိုဖရာဗျာဒိတ်စကားမိန်ကြားသွားတာ နောက်တစ်ချိန်ကြရင်ဟောဒီခလေးကယခုပစ္စကဘဝနဲ့ဒီဘဝကမနေလို့သေနောင်ဘဝရောက်သွားရင်လည်းပဲကြီးကျယ်မွန်မြတ်တဲ့စီစိန်ဥစ္စာတွေနဲ့ပြည့်စုံရလိမ့်မယ်လို့ဘုရားရှင်ကိုရောင်မြတ်ကဒီခလေးအကြောင်းပြောတော့ဒကာကြီးတွေကဘုသူခလေးလေဘသူလက်ပြည့်ထားတာလဲဘယ်ရလဲဒီခလေးကဘုရားတလောက်တော့ဂရုစိုက်ပြီးတော့ကြွတော်မူလာတာ ဒီမှာမိန်တော်မူရတဲ့ခုဒီကလေးကိုမထင်မဲ့မြင်မပြုတ်နဲ့ဒီကလေးကိုအထင်မသေးနဲ့ဒီကလေးဟာယခုပြစ္ဆုတ်ပါမှာကောနောင်တမလွန်ဘဝရောက်ရင်လည်းပဲကြီးကျယ်မွန်မြတ်တဲ့စီစိမ်ချမ်းသာတွေကိုခံစားရလိမ့်မယ်လို့ဘုရားမြတ်စွာမိန်တော်မူနေတယ်။အဲ့တော့ပရိသတ်ထဲကဒကာကြီးတယောက်ကထပြီးတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားဒီကလေးဟာရှင်းရှင်းဘဝကဘယ်လိုအမှုတွေကို ြုလုပ်ခဲ့ပါတယ်လေမြတ်စွာဘုရားလို့ဘုရားရှင်ကိုရောင်မြတ်ကိုရှောက်တော့ဘုရားရှင်ကိုရောင်မြတ်ကဗုဒ္ဓပမုခတံဘိက္ခုတန်ခတာပူဇံအာဂာတိဇနတံဥလာရံတတရတစိတ်တတဟုအညာတရံအညာတတံဝါစံအဘာတိဖရုတံအတဗံဘောဓသုတ်သံကိုစီဝဲရောက်လာကြတယ် ဩတေယနာပရိသဘောင်သူတော်ကောင်းတို့ပုပ်ဝေလွန်ခဲ့ပြီးရာရှေခါကာလ၌ဇဏတံတရညောပြောင်းလူအပေါင်းတို့သည်ဗုဒ္ဓပမုခသံသုံးလူထွထာမြတ်စွာဘုရားမှုရှိသောဘိက္ခုတန်ဃာသံအမြတ်ကျော်မောယဟန်တန်ဃာတော်တို့အားဘုလာရံတုဘကဲလွန်ထူးကြွမွမြတ်သော ပူဇံ မန္တကိုရှင်ကောင်းစွာပြင်၍အစဉ်ချင်းဝဲပူဇော်ပွဲကိုအဂတိတတလယံတော်ဝံမြောက်ဝန္တာစွာပြုလုပ်ကြပါပေကုန်၏တတရာထို့သောချင်းကျူဝဲပူဇော်ပွဲပြုလုပ်ရ၌အတ္တလူသူကင်းပြသုတ်တံတွင်၌ဆွပြေခြင်းခံရကံဆိုးလာသောထို့သူငယ်ကလေးအားထို့သူငယ်ကလေးသည် အညာတတံဖောက်ပြန်ပြီးကတပါသောရှင်းရအပြင်ဖြစ်သောစိတ်တံစိတ်သည်အဟုဖြစ်ရှာလိမ့်မည်သောသောကုမာရခေါ်တဲ့သူငယ်ကလေးသည်ဘုရုတံဖောက်ပြန်ညဉ့်ညံကျမ်းနလာသွားသော စကားကိုအတ္တပံသူတော်သူမြမကြဝွန်သာလွန်စွာမအမသိမြသောဝါစံခက်တံညဉ့်ညံကျမ်းနသောစကားကို အဘာတိအပြစ်မမြင်အမိုက်ဝင်က ပြောဆိုခဲ့ရှာလေပြီတကားချစ်သားတို့အလုံးတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဒီခလေးဒီအတိတ်ဘဝကဟောဒီသဝတိမြို့မှာပဲကုမာရလို့ခေါ်တဲ့ခလေးတယောက်ဖြစ်ဘူးတဲ့ တာဝရင်မြို့သူမြို့သားတွေစုပေါင်းပြီးတော့ဓမ္မသဘင်မန္တကြီးဆင်ရင်ကျင့်ပါပြီးတော့တန်ခါစွန့်ကြည်ဝဲတရားဝဲကြီးပြုလုပ်နေတာကိုကဲ့ရဲ့ရှုတ်ချခဲ့မှုတဲ့အကုသိုလ်ကံနဲ့ဗာကံနဲ့လေဒါကြောင့်ဆိုလိုက်စမ်းမှာကုမာရမှာကုမာရမှာဘေကံပါဘေကံပါမိမ့်ပါရှောက်ထားတာမိမ့်ပါရှောက်ထားတာကုမာရမှာ ဘေကံပါမိမ့်ပါလျှောက်ထားတာဝစီပေတာထိတိုင်းရှာဒုက္ခခံရတာဝစီပေတာထိတိုင်းရှာဒုက္ခခံရတာ ေဝစီပေဒါထီတိုင်းရှာခဲ့တဲ့သူပြောခဲ့တဲ့ဇကာသူပြန်ခံရတာပဲတဲ့အဲ့ဒီလိုဘုရားရှင်ကိုရောမြတ်ကဘေးတတ်တေဒီကုမာရာတတော်သားရဲ့အကြောင်းအရာကိုဟောတော့โอ้ဒီကလေးကသနာเสียတဲ့ကောင်းတာပဲဒီကလေးကယခုပြစ္ဆုံးမဘဝနဲ့နောက်တမလွန်ရောက်ရင်လည်းပဲအလွန်တရာကိုကြီးကျယ်မြင့်မြတ်တဲ့စီစဉ်ဥစ္စာတွေကို ပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ဖြစ်လိမ့်မယ်လို့မြတ်စွာဘုရားဗျာဒိဋ္ဌကမိန်ကြားထားတာအဲ့ဒီမှာဘေးသတ္တေအဲ့ဒီဘုရားမိန်တော်မူတဲ့တရားဒေသနာတော်စကားတော်အဆုံးမှာတာဝတိမျိုးကဂရေ80ကျွဲဝချမ်းသာတဲ့တထေတယောက်ကဘုရားရှေနာတိုးလာတယ်။ဘုရားရှေနာတိုးလာပြီးတော့ဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားပိုင်ရှင်မရှိဘဲနဲ့ဒီစွန့်ပြစ်ထားတဲ့ခလေးကိုဘုရားတပည့်တော်တားအရှင်နဲ့ပဲ မွေယူဝရသေးတော့ဖရာလို့မြတ်စွာဘုရားထံမှာခွင့်တောင်းတယ်ဒီတော့မှဘုရားရှင်ကိုရောမြတ်ကတခါကြီးသဘောပဲဘယ်ပိုင်ရှင်မှမရှိပဲနဲ့ဒီကလေးကအဲ့ဒါနဲ့ဘုရင်တန်တည်းအဲ့ဒီကလေးကိုအဲ့ဒီကလေးရှင်းဆဲကြွယ်ဝချမ်းသာတဲ့တထေကြီးကခေါ်သွားပြီးတော့အိမ်မှာမွေးစားထားတယ်ဘာလို့ထားလဲမဲလက်သေးကိုရောက်သွားတာ တထေးလက်ထဲကို ရောက်သွားတာအဲ့ဒါဘသူကပို့တာတော့ဆို ကုသိုလ်ကပို့တာဘသူပို့တာလဲအဲ့ဒါဒီနေရာမှာပိဋကရေတရားကောင်းစဉ်လေးမမေ့နဲ့တရားကောင်းစဉ်က အစာထိုးနိုင်မှချမ်းသာရဗတ္တယအေးသူရဲ့တဏ္ဍာမှာပရမအူဆုံးဖြစ်တာကပိဋကရေအကုသိုလ်ဖြစ်တာအကုသိုလ်ဖြစ်ပြီးတော့ ဖះနဲ့တကွာတန်းကားတော်တွေကိုပေးတတ်တယ်ဝစီကံနဲ့ပြမခဲ့တာဗကံနဲ့ပြမခဲ့တာဝစီကံနဲ့ပြမခဲ့တဲ့နေရာမှာအကုသိုလ်ဖြစ်တဲ့နေရာမှာအကုသိုလ်ဖြစ်တဲ့စိတ် နေရာမှာဘာနဲ့အစာထိုးတော့ဆိုရင်ကုသိုလ်နဲ့အစာထိုးတယ်ဘာနဲ့အစာထိုးလဲအေကုသိုလ်နဲ့အစာထိုးတယ်ဘာကုသိုလ်တော့ဆိုရင်တန်ဃာတွေကို ဖရာမူရှိတဲ့တန်ဃာတွေကိုခொနှစ်ရက်တိုင်တိုင်ရာကူစွမ်းကပ်ပြီးတော့ဒါနနဲ့အစာထိုးတာဗာနဲ့အစာထိုးတာဒါကြောင့်ဆိုလိုက်အစာထိုးခြင်းဒါနပင်နေစဉ်ပြုလုပ်ပါအစာထိုးခြင်းဒါနပင်နေစဉ်ပြုလုပ်ပါ ဘုရားမကြီးတဲ့တန်ခါးတွေကိုနေ့စဉ်နေ့စဉ်အာယုံစွန်းရာဟုစွန်းကစွန်းစားလို့ပြီးတဲ့အခါမှာဘုရားရှင်ကိုရောင်မြတ်ကတရဏဂုံသီလပေးတဲ့တရားဟောတဲ့အဲ့ဒီကုမာရတရားနာသလားမနာဘူးလားဘုရားရှင်ကိုရောင်မြတ်နှုတ်တော်ကတိုင်ပေးတော်မူတဲ့တရဏဂုံနဲ့၅ပါးသီလကို မခံယူဘူးလားအစာထိုးနေတာမလုံးနေတာဒါကြောင့်ဆိုလိုက်သီလစောင့်တာ အစာထိုးရာမှန်စွာခေါ်ရမှာသီလစောင့်နာအစာထိုးရာမှန်စွာခေါ်ရမှာဧသီလဒီခုသောကုသိုလ်ကောင်းမှုနဲ့လည်းပဲဘေးတတေအစာထိုးလိုက်ပါれဒါကြောင့်ဆိုလိုက်အစာထိုးကကုသိုလ်မှာပြုတာလွန်ကောင်းတာ အစာထိုးကကုသိုလ်မှပြုတာလွန်ကောင်းတာအစာမထိုးကသူဒုက္ခတွေ့ရလွန်ကြီးမှာအစာမထိုးကသူဒုက္ခတွေ့ရလွန်ကြီးမှာ ေဟောဘဝတုံးဟာပိသတ္တိအဲ့ဒီဘုရားမှုရှိတဲ့တန်ဃာတော်တွေကို အမေက တောင်းမှမလို့ခေါ်သွားတာမလိုက်ဘူးခလံကဆန်လုံးမယ်ဆိုရင်ဒုက္ခကဒီထက်ကြီးသွားမယ်ဒုက္ခကဒီထက်သေမလားကြီးမလားကြီးပါပါဘုရားအစာမထိုးရင်ဒုက္ခကြီးတယ်အစာမထိုးရင်ဘာဖြစ်လဲအစာထိုးရင်ဒုက္ခနည်းတယ်အစာထိုးရင်ဘာတဲ့လဲဒုက္ခ ဒုက္ခတွေနေရင်နေရင်နဲ့ပပပပပြီးတော့နောက်ဆုံးဒုက္ခတွေကုံသွားရင်ဒုက္ခလို့ခေါ်တဲ့ချမ်းသာကိုမရဘူးလားဒါကြောင့်အစာထိုးနိုင်မှပါတဲ့လေချမ်းသာရတယ်တဲ့အဲ့ဒါဒီနေရာလေးကိုကုမာရကိုပမာထားလို့ဒီနေ့ဘုန်းကြီးတို့တရားချက်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တွေလည်းပဲကိုယ့်ရဲ့စိတ်ဟာဘုန်းကြီးပြောခဲ့ပြီးပြီ ရှေ့ပိုင်းမှာပပသမိန်ရမတိမနော ပုရုဇဉ်ရဲ့စိတ်ဆိုတာလွတ်ထားရင် အကုသိုလ်ဘက်မှာပဲပျော်တာများတော့ကဲအကုသိုလ်ဘက်မှာအပျော်များတဲ့စိတ်ကိုဘာလုပ်ရမလဲကုသိုလ်ကောင်းမှုနဲ့အစားထိုးရတယ်ဘာနဲ့အစားထိုးလဲအေးဒီနေ့ဝါစုလပ်ပြင်းနေဓမ္မစကြာခါတော်နေ့မှာဝါစုသင်္ကန်းနေကပ်ပြီးတော့တရဏဂုံနဲ့ရှင်ပန်းသီလခံယူစောင့်တည်တယ်ဆိုတာအဲ့ဒါအစားထိုးစနစ်ကျင့်သုံးနေတာဗာစနစ်ကျင့်သုံးနေတာ အဲအစားထိုးတယ်ဆိုတာလည်းပဲအစားထိုးခွင့်ရမှဘာလို့ခွင့်ရမှကဲဥပမာအပြင်ထပ်ပြောမယ်ဘရင်တိုင်းကဲကြောက်ကမကောင်းဘူးတဲ့ကြောက်ကတဖက်လှီးထုတ်လိုက်ရတယ်တဲ့သို့တော့ဘရင်တိုင်းအဲ့ဒီကြောက်ကကိုလှူမဲ့လို့ရှိမှအစားထိုးရတာဟုတ်တယ်မဟုတ်လားလှူမဲ့လို့မရှိဘူးဆိုအဲ့ဒီကြောက်ကစားထိုးလို့ရလားအဲ့ဒါပြောနေတာအစားကထိုးခြင်းတိုင်းထိုးလို့မရဘူးထိုးခွင့်ကြုံမှ အစာထိုးခွင်ကြုံမှဒီနေ့ဘုန်းကြီးတို့တရားနာပရိသတ်ဘုံတော်ကောင်းတို့ဘုရားမြတ်စွာ သာသနာတော်ကြီးနဲ့တွေ့ပြီးတော့လူဘဝကိုကောင်းစွာ ပိုင်ပိုင်ရနိုင်နေကြတဲ့ပုဂ္ဂိုလ်တွေဟာသာသနာတော်ကြီးနဲ့တွေ့ရတာမလို့အစာထိုးခွင်ရသလားမရဘူးလားအစားထိုးခင်ရတာကိုအစားမထိုးဘဲနဲ့မိမိရော့ရော့ပေါ့ပေါ့ဆဆသားရဲသမီးရဲ့ရှင်ဝါရဲ့လူမွေရဲ့ကိစ္စတွေနဲ့အချိန်ကုန်မဲ့ဆို ရင်နဲ့ပရိသတ်ချမ်းသာနဲ့ဝေးမယ်။ဘာနဲ့ဝေးမယ်။အေးချမ်းသာတဲ့ကချမ်းသာမှနိဗ္ဗာန်နဲ့လည်းဝေးသွားနိုင်တယ်။ဒါကြောင့်မို့လို့နိဗ္ဗာန်နဲ့နေခြင်းရဲ့အစာထိုးစနစ်ကျင့်သုံးရတဲ့နိဗ္ဗာန်နဲ့နေခြင်းရဲ့ဘာစနစ်ဒါမင်းဒီမှာတဏီလုံးဥပုဒ္ဓေသောတရားတွေနာတရားတွေအထုံနေတဲ့ဆိုတာဘာလုံးနေတာအစာထိုးနေတာအစာထိုးနေတာ ုထုစင်မထာပရိတ္တအကုသိုလ်မကင်းဘူးကင်းသလားမကင်းပါဘူး၆ပြည့်ကင်းတဲလဲစင် ရှိသလားမရှိဘူးမရှိဘူးပုထုစင်အကုသိုလ်ကအနည်းများတော့ရှိကြတာကြီးပဲသို့တော့မသိလို့လုံမိတဲ့ထလုံမိသွားပြီအဲ့ဒီလုံမိသွားတဲ့အကုသိုလ်နေရာမှာဘာနဲ့အစားထိုးမဲကုသိုလ်နဲ့အစားထိုးမဲကဲဥပမာထပြောမယ် ကမနေ့ကသူများတဲ့တတ်မိတယ်ကပတနိုင်မှုဒေါသဖြစ်လို့တတ်မိလိုက်တဲ့ခြင်းတတ်မိလိုက်တဲ့ပျောစိတ်တတ်မိတယ်ကကြဘိုးတတ်မိတယ်အကုသိုလ်ဖြစ်သွားတယ်ဟောညကြတော့ဘုရင်သားကြီးဖះရရှိခိုးမယ်မလုပ်မလဲပရိစိတ်မဲ့မေတ္တာပို့မယ်အဲ့ဒါအစားထိုးတာအဲ့ဒါမလုပ်တာအကုသိုလ်လုပ်ပြီးပြီဆိုရင်ဒီမှာအကုသိုလ်များဘရောမသတိမရနဲ့မေ့ထားလိုက်အကုသိုလ်လုပ်ပြီးပြန်ပြန်မတွေးနဲ့တဲ့ အကုသိုလ်လုပ်ပြီးပြန်တွေးရင်ကုတ်ကုတ်ဆဖြစ်တဲ့ဝိပတိတာရနှလုံးတွေပူလာမယ်ပြန်မတွေးနဲ့ပုထုဇဉ်နော်အကုသိုလ်မကင်းဘူးလုံမိလားပြီးပြီးမတတ်နိုင်ဘူးလုံမိမှတော့ဘာလုပ်လို့ရတော့မှာအဲ့ဒီလုံမိတဲ့အချိန်တိပြီဆိုရင်သူ့ကိုပြန်မတွေးပဲနဲ့ငါဘယ်တော့ငါဘာအကုသိုလ်တွေလုံမိပြီဟိုတမ္ပတတိကလူသားသမားကြီးလို့ပေါ့အနည်း90နဲ့9နှစ်လုံးလုံးလူသားခဲ့တာဟိုမှာရှင်သာရိပုတ္တရာသူ့အိမ်ကြွပြီးတော့အလှခံတော့ လှူတော့လှူတယ်။ကဲဒကာကြီးတရားနာဆိုတော့နာလို့မရဘူးတဲ့။ဘာဖြစ်လို့နာလို့မရလဲ။အာကုသူတွေပြန်တွေးနေလို့ဘာတွေပြန်တွေးနေတော့လဲ။ဒါကြောင့်ပြီးခဲ့တဲ့ဟာတွေပြန်မတွေးနေတဲ့အတိတ်ကြောင့်ကိုပြန်ငါရဲ့စိတ်မကောင်းမှုဖန်လာမယ်။ပြုတ်ခဲ့ဓာတ်တွေမှန်စွာမတွေးနဲ့ပြန်မတွေးနေတဲ့တွေးလိုက်တိုင်းတွေးလိုက်တိုင်းကုသိုလ်ကောင်းမှုဘာမှဖြစ်မလာဘူး။ စိတ်သောကတွေများပြီးတော့ဝိပရိသာရတွေဖြစ်မယ်။ဒါကြောင့်အဲ့ဒီနေရာမှာဘေးရတိုင်းမတွေးတော့ဘဲနဲ့အဲ့ဒီစိတ်ကိုကုသိုလ်စိတ်ဖြစ်အောင် လုပ်ယူရတယ်။ဗာစိတ်ဖြစ်အောင်လုပ်ယူရတယ်။ကုသိုလ်စိတ်ဖြစ်အောင်လုပ်ယူရတယ်။ကုသိုလ်စိတ်ဖြစ်အောင်လုပ်တယ်ဆိုတာအစာထိုးတာမဟုတ်တာစာထိုးတာတဲ့အခုကုမာရအဲ့ဒါ ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုပြမစော်ကားခဲ့တဲ့အကုသိုလ်ကံရမှာပရိသတ်ရဲ့ကုသိုလ်နဲ့အစာထိုးသွားတာဗာနဲ့အစာထိုးသွားတာကုသိုလ်နဲ့အစာထိုးသွားတာတဲ့ဒီတော့မှဘုရားရှင်ကိုရောမြတ်ကကိုင်းဒီကလေးမွေးစားမယ်လူလဲပေါ်ပြီဒီလောက်ဆိုရင်ဒီကလေးဘဝအခြေအနေကောင်းတယ်လို့ဘုရားရှင်ကိုရောမြတ်မနဲ့စောစောအဲ့ဒီသုတ်တန်ကံနေပြန်လို့တာဝတိမြို့တဲ့ ကိုတော်ဘုရားကြီးသုတ်သံကနေပြီးတော့အပြန်ကြမှာဆွမ်းခံဝင်ရတယ်။အပြန်ကြမှာဆွမ်းခံဝင်ပြီးတော့ဘုရားရှင်ကိုတော်မြတ်ရေတဝန်ကျောင်းတော်ကို ပြန်သွားတယ်။ဘယ်ကျောင်းကိုပြန်ရေတဝန်ကျောင်းတော်ကိုပြန်ကြွားသွားပြီးတော့တူတူလေးပြောလိုက်ကြပါစို့ပိယဒိုင်ဒီကလေးလေး၁၄၅၆နှစ်အရွယ်လောက်ရောက်လာပြီဆိုလိုက်ကြပါစို့ဆယ်လေးငါးချောင်းနဲ့နှစ်20ရွယ်လောက်ရောက်လာတော့တထေးအိမ်မှာနေရတော့တထေးသား ဘာမှလိုလေသေးမရှိပြည့်ပြည့်စုံစုံချမ်းချမ်းသာသာအဲမကြခင်မှာပဲတထင်းကြီးကွယ်လွန်သွားတယ်တဲ့တထင်းကြီးဘာဖြစ်သွားလဲတထင်းကြီးကွယ်လွန်သွားတဲ့အခါကျတော့အဲ့ဒီကုမာရတို့သားဟာအဲ့ဒီတထင်းကြီးပိုင်ဆိုင်တဲ့စီဝါဥစ္စာတွေအကုန်လုံးအမွေစားအမွေခံဖြစ်နေရလိုက်တယ်တဲ့တထင်းဖြစ်သွားပြီဘာဖြစ်သွားပြီတဲ့အဲ့ဒါတထင်းကြီးဖြစ်သွားတဲ့အခါကျတော့ မွေးစားအဖေတထင်းကြီးကြံခဲ့တဲ့စီဝါဥစ္စာတွေသူလဲစားဖះမင်းစွာသာသနာတော်မှာလဲနေ့စဉ်နေ့စဉ်မန္တကြီးထိုးပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တယ်တဲ့ဒါနကုသိုလ်ကောင်းမှုတွေသီလကုသိုလ်ကောင်းမှုတွေတမနာဝိပဿနာကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့နေဆိုတော့တာဝတ္ထီမြို့ထဲမှာအသက်အရွယ်ငယ်ငယ်နဲ့ဂရေ80ကျော်ဝချမ်းသာတဲ့တထေးဟာ သူတယောက်ပဲလို့ရှိနေတော့อ่ะအဲ့ဒါသူကလည်းတထေးကြီးတွေနဲ့ဒန်းလူအနာတပိန်တို့လိုတထေးကြီးတွေနဲ့ဒန်းလူတန်ဃာတော်တွေကို နေစဉ်နေစဉ်ဆွန်းလောင်းနေတော့တန်ဃာတော်တွေနဲ့ယင်းနေပြီးတော့သူကလည်းလူငယ်တထေးပေါ်ပေးတိုင်းတို့လိုပြောဆိုအသက်ရွယ်ငယ်ငယ်နဲ့တထေးဖြစ်တာဆိုတော့ဦးစင်းငယ်တွေနဲ့ခင်နေရတာဒီကကြီးအိမ်နေတိုင်းဆွန်းကန်သွားဆွန်းစားသွားတော့တန်ဃာတော်တွေနဲ့ခင်တန်ဃာတော်တွေနဲ့ခင်တော့ဒီနေ့ဓမ္မသဘင်မှာမြတ်စွာဘုရားရှင်ကိုရောမြတ် ကြွတော့မမူလာခင်မှာဥစဉ်တီ၁၄၅ပါးလောက်ရှိတယ်ထင်တယ်စုပြီးတော့စကားထိုင်ပြောနေကြတာကိုရောရေးဒီတို့တထေးဟာငငယ်နဲ့သရတရားကလည်းတဲကောင်းရှိပါဥစ္စာကလည်းပြေဆုံးအိုးအနာရပိန်ကြီးတို့လိုအသက်ကြီးလိုလူကြီးပိုင်းရောက်လို့ဒါတထေးကြီးသရတရားကောင်းတယ်ဆိုထားအမလီလူငငယ်နဲ့တထေးချမ်းသာလိုက်တာလည်းမပြောနဲ့သရတရားကလည်းကောင်းတာမပြောနဲ့ဒီကလေးရဲ့အကြောင်းဟာရှေ့ရှေ့ကမထေရကြီးညီပြောတန်ကြားမှုတယ် ဒီကလေးကတုတ်တံမှာပြစ်ထားခံရတာလို့ပြောတယ်သူ့အမေဘာလို့လဲလဲမသိဘူးနော်အဲ့ဒါတခါတဲ့ကိုတော်တွေကသူတို့ရဲ့ရှေ့ကရှာတော်ကြီးတွေပြောတဲ့စကားသံကိုနားထောင်ပြီးတော့ဒီကုမာရတထေသားအကြောင်းကိုတိတ်တိတ်ကျင်နေကြတာတိတ်တိတ်ကျင်နေကြတာအဲ့ဒါနဲ့တန်ခါတော်တွေစုဝေးပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်သူငယ်ငယ်တုန်းကတုတ်တံကိုကြွာသွားဘူးတယ်လို့ပြောတယ် ဖះကြွတယ်ဆိုတာအကြောင်းမရှိဘဲနဲ့မကြွဘူးကိုတော့သိလားတိဘူးဒီတော်တို့လေဒီတော်မမိလိုက်ဘူးဒီတော်မမိဘူးဒီတထေးကိုအေးတပည့်တော်တော့သိတယ်တပည့်တော်ရဲ့ဥပိ္ပဇေဆရာ ပြောသွားတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ဟာတတ္တဝါတွေပေါ်မှာအစဉ်တနာတော်မူလာတဲ့ကိုးခွေရမဲနေတဲ့အာကိုရမဲနေတဲ့ဒီကလေးဟာမြတ်စွာဘုရားနဲ့အစောတည်းက မွေးကစားတဲ့ကဘုရားရှင်ကိုရောမြာကြွပြီးတော့ချင်းမြောက်တော့မူတယ်လို့ကြားဘူးတယ်ဒါဒီပြောနေတဲ့အချိန်မှာမြတ်စွာဘုရားကြွတော်မူလာရော့ကြွတော်မူလာပြီးတော့ခြေသားတို့ဘာတွေပြောနေကြသလဲတပည့်တော်တို့စွန့်တကာဖြစ်တဲ့ကုမာရတထေးလေးရဲ့အကြောင်းအရာကို ပြောနေကြပါတယ်မြတ်စွာဘုရား ုမာရတထေးကမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ကဲမခြင်းစောက်ရှောက်ခြင်းကြောင့်ယခုလိုရှိစိန်ဥစ္စာတွေချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနဲ့တထေးဘဝကို ရရတယ်လို့ဓမီတော်တို့ထင်ပါတယ်မြတ်စွာဘုရားချက်သားတို့ဒီတထေးဟာဒီမြတ်ရှင်ရှိစိန်ချမ်းသာတွေကိုခံစားရတာမဟုတ်သေးဘူးတဲ့ဒီဘဝကနေမနေလို့သေသွားရင်ဒုတိယတစ်ချိန်ပေးတတ်တယ်မြတ်စွာဘုရား ဗျာဒိတ်စကားမိတ်ကြတဲ့ဒါဘုရားဒုတိယတစ်ချိန်ပြောတဲ့စကားဒီတထဲဟာဒီဘွားကမနေလို့သေသွားရင်တကြ